ရုပ်ရှင်တရားဆောင်အစိုးရနဲ့အနုပညာရှင်73ဦးကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းတရားဝင်ကြီးများမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဂျွန်လ16ရက်နေ့မှာတော်လန်ရေးမှာအတက်တရောပါဝင်နေဆဲဖြစ်တဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အနုပညာရှင်73ဦးတို့ကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းတရားဝင်ကြေညာလိုက်ပါတယ် ိုင်ငံသားအဖြစ်ကနေရက်စဲခံလိုက်ရတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့ဤပညာရှင်73ဦးတို့ကတော့အဆိုတော်ဖြူဖြူကျော်တဲ့ဒါရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒါရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်အစိုးရလင်းလင်းခေါ်ထွေးလင်းကိုအစိုးရချမ်းချမ်းခေါ်ချမ်းမြငိမ်းရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအနုပညာရှင်မြတ်နိုးအေးအစိုးရအာစာနီခေါ်စာနီမျိုးညွန့်အနုပညာရှင်ခါရာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းခေါ်ဦးသေးလွင် ်အဆိုတော်ဝင်းနိုင်စိုးဒါရိုက်တာပြည်ဟင်းတီဟာတရုတ်ဆောင်အောင်မြင်မြတ်တို့ပါဝင်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်အတွင်းမှာလည်းစစ်ကောင်စီကအမျိုးသားညညရေးအစိုးရ NUG ဝင်ကြီးများအပါအဝင် တော်လှန်ရေးမှာပါဝင်နေသူများကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ အခုလိုနိုင်ငံသားအဖြစ်မှရက်စဲပြီးပြည်ဝင်ခွင့်အပိတ်ခံလိုက်ရတဲ့အမှုပညာရှင်တတော်များများဟာအခုလက်ရှိတတိယနိုင်ငံကို ရောက်ရှိနေကြပြီဖြစ်ပြီးတော်လိုင်းရေးမပြီးမချင်းမြန်မာနိုင်ငံကိုပြန်လာမယ့်အစီအစဉ်မရှိကြတဲ့သူတွေလည်းဖြစ်ပါသေးတယ်။